။ PLD ဘဏ်ရဲ့ MBU Credit Card ဆိုလိုချင်တာကိုတိတိကျကျထားပါမယ်။အဝအေဘတ်မှာငွေစာအုပ်အကောင့်တစ်ခုပြုလုပ်ရုံနဲ့အဝအေရဲ့ငွေစုစာအုပ်ငွေထုတ်ကန်အင်တာနက်ဘတ်စနဲ့ mobile ban sin ne so re AYA 411 service တို့ကိုရရှိနိုင်မှာပါ AYA 411 service ကိုရယူဖို့ AYA ဘဏ်ခွဲတိုင်းမှာရှောက်နိုင်ပါတယ်ငွေစင်းအကောင့်တစ်ခုဖွင့်ဖို့အတွက်အနည်းဆုံးကျပ်ငွေ1000နဲ့လူကိုယ်တိုင်မှတ်ပုံတင်မူရင်းယူလာပြီးအကောင့်ဖွင့်ရမှာပဲဖြစ်ပါတယ် AYA 411 service ရဲ့အဓိကအားသာချက်တွေကဘာတွေလဲငွေစုစာအုပ်နဲ့ AYA debit card ကိုချိတ်ဆက်ပေးထားလို့အသုံးပြုသူတွေရဲ့လွယ်ကူသက်သာစေတဲ့အချက်တွေကတော့ EY401 service ရဲ့အဓိကအားသာချက်ကပေါ့နော်ကျွန်တော်ဒီ saving စာအုပ်နဲ့ကျွန်တော် MPU debit card ကိုကျွန်တော်တို့က link ချိတ်ပေးထားပြီးရယ်ပေါ့နော် link ချိတ်ထားပြီးရတဲ့အတွက် customer အနေနဲ့ကျွန်တော်တို့ဒီငွေထုတ်တာပဲဖြစ်ဖြစ်အဲ့လိုမျိုးဟိုဟို sign နေမှာပေါ့နော် POS set တွေမှာငွေချေရပဲဖြစ်ဖြစ်ကျွန်တော်အဆင်ပြေလွယ်ကူစွာပေးချေလို့ရမှာဖြစ်ပါတယ်ဒီပြီးလို့ရှိရင်ကျွန်တော်တို့ဒီ link ချိတ်ထားပြီးရတဲ့ကျွန်တော် saving စာအုပ်နဲ့ကျွန်တော် MPU debit card ကကျွန်တော် account အတစ်ခုလဲပေါ့နော် account တစ်ခုလဲဆိုတော့ကျွန်တော်ဒီဥပမာအနေနဲ့ကျွန်တော် saving စာအုပ်မှာ100သိန်းစုလာရယ်ဆိုလို့ရှိရင်ကျွန်တော် MPU debit ကတ်မှာလည်းကျွန်တော်စေသိဝင်နေမှာဖြစ်ပါတယ်ပြီးလို့ရှိရင်ပေါ့နော်ကျွန်တော် internet banking mobile banking နဲ့လည်းကျွန်တော်ကချိတ်ဆက်ပေးရတဲ့အတွက်ပေါ့နော်ဘဏ်လုံးငန်းဆိုင်ရာဝန်ဆောင်မှုကိုကျွန်တော်ဒီပေါ့နော်အချိန်မရွေးနေရမရွေး internet ရှိရုံနဲ့အဆင်ပြေလွယ်ကူစွာကိုလှုပ်ဆောင်လို့ရမှာဖြစ်ပါတယ်မြန်မာနိုင်ငံမှာတော့ကတ်သုံးဆွဲတဲ့စနစ်ဟာမတွင်ကျဲသေးပါဘူးကတ်သုံးတဲ့စနစ်တွင်ကျဲလာအောင် AR ban အနေနဲ့ promotion တွေလုပ်သွားမယ်ပြင်စိုင်းတွေက POS set တွေမှာကတ်စနစ်သုံးပြီးပေးချေတယ်ဆိုရင် discount တွေနဲ့သတ်မှတ်ထားတဲ့ငွေကြေးပမာဏကိုသုံးဆွဲရင် ပြန် rebuild လုပ်မဲ့အစီအစဉ်တွေလှုပ်ဆောင်သွားဖို့ရှိနေပါတယ်။ AYA 411 service ကိုအသုံးပြုရင်ရရှိမဲ့အကျိုးကျေးဇူးတွေအကြောင်းနဲ့အကောင့်နဲ့ပတ်သက်တဲ့လုံခြုံမှုကိုဘလို့တော်ဝင်ယူဆောင်ရွက်ထားလဲဆိုတာတွေကိုကိုညံမင်းထက်ကအခုလိုပဲပြောပြခဲ့ပါတယ်။ ကျွန်တော်တို့ဒီ security အနေနဲ့ကကျွန်တော်တို့က core banking system ကိုကျွန်တော်တို့ကတုံထားပါဗောနော် core banking system နိုင်ငံတကာအစ်မီ core banking system ကိုအသုံးပြုထားတယ်ဒီ core banking system ဆိုတာလေကျွန်တော်တို့ဒီ AOD bank ရဲ့မြန်မာနိုင်ငံမှာပထမဦးဆုံးစတင်ခဲ့ရပါပြီးလို့ရှိရင် internet banking mobile banking စနစ်ဆိုတာလေကျွန်တော်တို့ဒီဘောနိုင်ငံတကာအစ်မီစနစ်ကိုလည်းနိုင်ငံတကာအစ်မီဖြစ်ပါတယ်ဥပမာအခု ID kit မှာဗောနော်ကျွန်တော် user name နေ password တွေအလွယ်တကူ hack လုပ်လို့ရရပါဗောနော် အဲ့လိုမျိုး hack လုပ်လို့ရလုပ်လို့ရတဲ့အတွက်ကျွန်တော်တို့ဒီ internet banking mobile banking စနစ်ကိုလည်းကျွန်တော်က user name password အပြင်ဘောနော်ကျွန်တော် one time password လို့ခေါ်တဲ့ OTP token လေးလည်းကျွန်တော်အသုံးပြုပါတယ်ဒီ OTP token ဟာဆိုလို့ရှိရင်ဘောနော်အာဒီ second factor authorization လို့လည်းခေါ်ရပါတော့ကို user name နဲ့ password ကိုလူတစ်ယောက်ယောက်ကတည်ဝါခဲ့လို့ရှိရင်တော့မှပဲဒီ OTP token လေးရှိရတဲ့အတွက်ကို bank account နဲ့ရပါဘောနော်ဟိုပတ်စံနေကျွန်တော်ဒီ transition တွေကိုဟိုလုံးဝ safe ဖြစ်အောင်ကျွန်တော်လုပ်ထားပါတယ် OTP device သုံးထားတဲ့အတွက်ကျွန်တော်ဒီ code ဆီမှာရှိရဲ့ ျွန်တော် bank account ထဲမှာရှိတဲ့ပတ်စံတွေကလုံးဝ safe ဖြစ်တယ်လို့ကျွန်တော်ပြောပြရပါမယ်။